ဆက်ဆက်မော်စီးပွားရေးဟာအွန်လိုင်းပေါ်မှာပဲည၈နိုင်နေ၁၀နိုင်တင်ပြပေးတာမဟုတ်ပါဘူးတနင်္ဂနွေနေ့တွေမှာလည်းကျွန်တော်တို့အပြင်မှာဒီလိုမျိုးသင်တန်းခန်းမကြီးတွေမှာဒီစတက်အခမ်းအနားတွေကိုသင်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်ယုံနီနာတဝိုက်မှာရှိတဲ့သူတွေနီးဆက်ရလူတွေအကုန်လုံးကကျွန်တော်တို့ဓာတ်ရိုက်လာပြီးတော့လိလာနိုင်ပါတယ်ခင်ဗျာဒီဘန်ကောက်မျိုးရဲ့အတွင်းမှာဆိုရင်တော့ပို့ပြီးလာတာလွယ်တယ်ဘာကြောင့်လဲဘန်ကောက်မှာကျတော့ကားတွေလည်းပေါ်တယ်တွားရလာလွယ်ကူတာဖြစ်တဲ့အတွက်ကြောင့်မီဒူမဆိုလာရောက်လိလာလို့ရတာဖြစ်ပါတယ်ခင်ဗျာ တချို့က online မှာနားထောင်နေတဲ့အခါမှာတိတ်ပြီးတော့ကျွန်တော်နားမလည်တဲ့ဘိုင်းတွေရှိမယ်။ယုံကြည်မှုဘိုင်းဆိုင်ရာလည်းအားနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်မို့အပြင်ကိုဒိုက်ရိုက်လူကိုယ်တိုင်လာလိုက်တဲ့အခါမှာယုံကြည်မှုတွေရောပို့ပြီးတော့မှကျွန်တော်တို့များစွာတော့ကိုယ့်ရဲ့ဘဝရဲ့အခွင့်အလမ်းကိုမြင်သွားစေနိုင်တာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကိုယ်တိုင်လည်းဒီလိုယုံနေမှာတင်တန်းတက်ချင်တဲ့စိတ်ရှိကြောက်လဲကျွန်တော်ဒီဆက်ဆက်မော်စားလုပ်တဲ့အချိန်မှာအဝေးကြီးကနေဒီဘန်ကောက်မြို့အနီးနာကိုပြောင်းလာတာဖြစ်ပါတယ်ခင်ဗျ လူတိုင်းကတော့စားတင်တဲ့အချိန်မှာနည်းနည်းတော့ကြောက်တယ်ဆိုပေမဲ့တကယ်တော့ကျွန်တော်ဇက်တိုက်လှုပ်လာတဲ့အခါမှာဆိုရင်တော့လူတိုင်းကပို့ပြီးတော့မှကိုယ့်ကိုတက်သည့်ရှိလာတယ်။ကျွန်တော်ဆိုရင်တော့ဒီလိုမျိုးကင်မရာရှိမှစကားပြောဖို့အတွက်ဆိုတော့တော်တော်လေးကိုမှကြောက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ success mode လှုပ်လာတဲ့အခါမှာဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းကိုက network marketing တစ်ခုဖြစ်တဲ့အခါမှာလူတွေကိုခွင့်လန်းပေးတယ်၊မျှဝေပေးတယ်။ကိုကဒီ success mode မှာမှန်မှန်ကန်ကန်အကျိုးစားလုပ်ကင်တဲ့သူတစ်ယောက်ဆိုတော့အမြဲတမ်းတက်သေးပြတယ်ဆိုတဲ့အသေးပင်နဲ့အမြဲတမ်းကျွန်တော်ဗီဒီယိုဖိုင်လေးတင်တယ်၊ဓာတ်ပုံလေးတင်တယ်။ဘာကြောင့်လဲဆိုတော့ လူလင်လူညာတွေပေါ်တဲ့ခေတ်မှာကိုဟာအစ်စ်မှန်တကယ်စူးစမ်းနေတယ်ဆိုတာကိုလည်းအမြဲတမ်းကျွန်တော်ကတတ်သိပြချင်းဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်မို့ကျွန်တော်စီမှာလည်းယုံကြည်အားပေးပြီးတော့မှဒီ product ထုတ်ကုန်ပစ္စည်းမှယူသူတွေရောပြီးတော့စီးပွားရေးပတနာလက်တွေလောက်ကိုင်းတဲ့မိတ်ဆွေတို့ဦးတယောက်ချင်းစီတိုင်းအားလုံးကိုတကယ်ရှင်တွေကနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်လက်တွေလောက်ကိုင်းမိတ်ဆွေများအားလုံးကိုလည်းနှွေးထွေးစွာကြိုဆိုလျက်ပါ။ကျွန်တော်တို့ဒီနေ့ success မှာမှာနီးစနစ်ကောင်းနေရှိတယ်။တင်ယူတဲ့နေရာမှာဆိုရင်လည်းကိုယ့်အတွက်အောင်မြင်မှုတွေအမြင့်ဆုံးကြီးပေးနိုင်တယ်။ပြီးတော့ product ထုတ်ကုန်ပစ္စည်းတွေများစွာရှိတာဖြစ်တဲ့အတွက်ကြောင့်